ျွန်တော်ရဲ့မိတ်ဆွေတွေကိုပြားဆွဲတာနဲ့ပတ်သက်ပြီးတော့မိမိတို့အိမ်မှာပြားလာဆွဲတဲ့အခါမှာအဲ့ဒီပြားလာဆွဲတဲ့နမိတ်ဟာကောင်းတဲ့နမိတ်လားမကောင်းတဲ့နမိတ်လားသိရှိစေဖို့အတွက်နော်ပြားဆွဲနမိတ်ကောင်းကြီးလေးအကြောင်းကိုဝေဖျားပေးမှာဖြစ်ပါတယ်အဲ့တော့မနေ့ကကျွန်တော်ကျွန်တော်ရဲ့ဒီဟွာထဲမှာခွန်မှန်ထဲမှာအဲ့တော့မိဆွေတယောက်ကနေပြီးတော့ပြားဆွဲတဲ့နမိတ်ဟာကောင်းမကောင်းလာမိထားလို့ပါအဲ့တော့ကျွန်တော်တို့နားလည်ထားရမှာကဟိုတရက်ကကျွန်တော်စန်းနမိတ်နဲ့ပတ်သက်တာလေးကိုပြောခဲ့ပြီးပါတယ်စန်းနမိတ် နော်စန်ဒမိတ်ကောက်ဖို့တော့ကတင်ချာနည်းနည်းလောက်တက်ရင်ရပြီလို့ကျွန်တော် ပြောဘူးတယ်အဲ့တော့အပေါင်းနဲ့အပေါင်းနဲ့ပေါင်းရင်အပေါင်းရတယ်အနှုတ်နဲ့အနှုတ်နဲ့ပေါင်းရင်လည်းအပေါင်းမရတယ်အပေါင်းနဲ့အနှုတ်နဲ့ပေါင်းရင်အနှုတ်ရပြီတော့အနှုတ်နဲ့ပေါင်းနဲ့ပေါင်းရင်အနှုတ်ရတယ်လို့ကျွန်တော်ပြောဘူးပါတယ်အဲ့လိုပဲကျွန်တော်တို့စန်ဒမိတ်မှာအိဋ္ဌာနဲ့အိဋ္ဌာနဲ့ပေါင်းရင်အိဋ္ဌာပဲရတယ်အနိဋ္ဌာနဲ့အနိဋ္ဌာနဲ့ပေါင်းရင်အိဋ္ဌာရပြီတော့အိဋ္ဌာနဲ့အနိဋ္ဌာအနိဋ္ဌာနဲ့အိဋ္ဌာပေါင်းရင်တော့ကျွန်တော်တို့အနိဋ္ဌာဆိုတဲ့ခြေပဲရပါတယ်အဲ့တော့ကျွန်တော်တို့ပြားဆွဲနမိတ်လေးကိုကောက်ကြည့်ရအောင်နော်အဲ့တော့ပြားဆိုတဲ့တတ္တဝါ ကျွန်တော်တို့တွေเนาะအစိတ်ရှိတဲ့တတ္တဝါမှန်တယ်မြတ်ကျွန်တော်အနှိမ့်ထားတယ်မှာပဲကျွန်တော်တို့ထည့်ပါတယ်เนาะတရားစီအစိတ်ရှိတဲ့တတ္တဝါဖြစ်တဲ့အကြောင်းမျိုးသူ့အနှိမ့်ထားတယ်မှာကျွန်တော်ထည့်ပါတယ်အဲ့တော့တရားကိုကျွန်တော်တို့အိတ်ထားမယူပါဘူးအနှိမ့်ထားလို့ယူပါတယ်အစိတ်ရှိတဲ့တတ္တဝါမျိုးလို့ဒါကြောင့်မလို့မိမိတို့ရဲ့အိမ်ရဲ့เนาะခေါင်းရင်းရက်တော်၎င်းအိမ်ရဲ့မျက်နှာကျန်ပါတော်၎င်းအမိုးပေါ်မှာတော်၎င်းအိမ်မျက်နှာသားမှာတော်၎င်းတရားလာဆွဲခဲ့ပါပြီဆိုရင်တော့ မိမိတို့ရဲ့အိမ်ရှိအရက်ခေါင်းရင်းအရက်ဟာကောင်းသောအရက်မင်္ဂလာရှိတဲ့အရက်ဖြစ်တဲ့တကြောင်မလို့အဲ့ဒါအိဋ္ဌအရက်လို့ခေါ်ပါတယ်။ပြားသည်အစိတ်ရှိသောတတဝါဖြစ်တဲ့တကြောင်မလို့အနိဋ္ဌဖြစ်ပါတယ်။ဒါကြောင့်မလို့အိဋ္ဌနဲ့အနိဋ္ဌနဲ့ပေါင်းတဲ့အခါမှာကျွန်တော်တို့အဲ့ဒီဟာဒီအနိဋ္ဌဖြစ်သွားတဲ့တကြောင်မလို့မကောင်းပါဘူးဗျာ။နော်။အိမ်ရဲ့ဖက်နှက်ချွတ်မှာပြားလာဆွဲရဆိုရင်ဒါကောင်းတာပေါ့။ဖက်နှက်ချွတ်ဆိုတဲ့နေရာသည်ကျွန်တော်တို့အနိဋ္ဌအရက်ပြားရလဲ အစိတ်ရှိတဲ့တရဝါအနှိဋ္ဌဖြစ်တဲ့အကြောင်းမလို့ဖနှက်ချစ်တဲ့နေရာမှာလာပြီးဆွဲရင်အနှိဋ္ဌနဲ့အနှိဋ္ဌနဲ့ပေါင်းပြီးအိဋ္ဌဖြစ်တဲ့အကြောင်းမလို့အဲ့ဒီအိမ်စည်းဘွားတက်ပါတယ်နောက်တစ်ခါအိမ်ရဲ့နောက်ဖေးအရက်တို့အိမ်သာတို့မှာမိဖို့ကြောင့်တို့မှာအဲ့လိုအနှိဋ္ဌအရက်နေရာတွေမှာမကောင်းတဲ့နေရာတွေမှာ ပြားလာဆွဲရင်အနှိဋ္ဌနဲ့အနှိဋ္ဌနဲ့ပေါင်းပြီးတော့အိဋ္ဌဖြစ်သွားတဲ့အကြောင်းမလို့အဲ့ဒါသူတွေလည်းကျွန်တော်တို့ကောင်းပါတယ်ဟုတ်ပြီဒါဆိုကျွန်တော်တို့ပြားသည်မကောင်းသောအရက်မှာလာဆွဲရင်ကောင်းပြီးတော့ကောင်းသောအရက်မှာလာဆွဲရင်မကောင်းဘူးလို့မိစေတို့အကြံဉာဏ်နားလည်သွားပါပြီ။ အဲ့တော့ဟုတ်ပြီကောင်းရင်တော့ပြဿနာမရှိဘူးမကောင်းရင်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲမကောင်းတဲ့အခါဘယ်လိုလုပ်ရလဲဆိုရင်အဲ့ဒီပြားဆွဲတဲ့နမိတ်ရဲ့အဆိုးအာဏိသင်ပြေသွားအောင်ကျွန်တော်တို့ပရိတ်ရည်နဲ့ကျွန်တော်တို့လက်ပြန်လှက်ပတ်လိုက်ရပါတယ်ပရိတ်ရည်နဲ့လက်ပြန်အဲ့တော့လက်ပြန်ဆိုတာဒီလိုပတ်ရတာပါဒီလိုဒီလိုနော်ဒီလိုဒီလိုပတ်ရတာဟာကျွန်တော်တို့ပြိုးရပါတယ်ကျဲလို့ရှိရင်လေပြိုးကျဲရင်လူမျိုးကျဲတယ်မလားအဲ့တော့အဲ့လိုမျိုးပဲလက်ပြန်ကျွန်တော်တို့ပတ်ပလိုက်ရပါတယ်အဲ့ဒီပတ်ဖို့နော်ဒါဆိုလို့ရှိရင်တော့အဲ့ဒီမကောင်းတဲ့ပြားဆွဲနမိတ်ရဲ့အာဏိသင်တွေဟာ ပြည့်ပြည့်သွားပါလေခင်ဗျာကောင်းနေဆိုရင်တော့လုတ်เสียမှာလို့ပါဘူးเนาะအဲ့တော့ကျွန်တော်ကတော့ဒီနည်းလေးကိုဝေမျှပေးလိုက်ပါတယ်ကျွန်တော်တော့ထားရောင်ရှိဖြစ်ပါတယ်အဘဆရာကြီးမင်းတင်ခါရဲ့တန်ဒီတပည့်ရင်တူလည်းဖြစ်ပါတယ်ကျွန်တော်ယခုမန္တလေးမြို့နန်းရှိ59 2190ကျားမှာကျွန်တော်ရဲ့ဗီဒီယိုဟောကံလေးဖွင့်ထားပါတယ်